ကချင်ပြည်နယ်ဖကံမြို့နယ်လုံခင်းမြို့ထဲကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမေလ29ရက်နေ့နေ့လယ်ပိုင်းလောက်ကစပြီးလုံခင်းမြို့ထဲကနေဖကံဘက်ကဦးတည်ထွက်ခွာသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။လုံခင်းမြို့ထဲကိုဝင်ရောက်လာတဲ့စစ်ကြောင်းဟာလမ်းတလျှောက်အရတားပြည်သူအနည်းဆုံး9ရောက်လောက်ကိုပိတ်တပ်သားတွေလုဆောင်ခဲ့ပြီးဖမ်းဆီးရိုက်နှက်တာလူသားတိုင်းအဖြစ်ခေါ်ဆောင်တာတွေလုဆောင်ခဲ့တယ်လို့သိရပါတယ်။လုံခင်းမြို့ထက်ကချွတ်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာပြည်သူစစ်တပ်ဖွဲ့ဝင်တွေအပါအဝင်အင်အားရကနန်းရှိနိုင်ပြီ ဖကန့်တမကုံဘကုံဥတီထုတ်ခလာတာကြောင့်လက်ရှိဖကန့်မြို့ပေါ်မှာလည်းဆိုင်ခန်းတွေပိတ်ချပြီးလမ်းပေါ်မှာလည်းလူသူကင်းမဲနေတယ်လို့ဒေသခံတယောက်ကပြောပါတယ်။လုံခင်းတဲမှာဒီစတနာရီစတနာရီလောက်မှာထွက်ကွာသွားပြီဗောနော်။ဖကန့်တမကုံဘကုံဥတီတို့ကြတော့ဗောဒီလုံခင်းမှာကဒီပီတူတွေကိုငါးယောက်ခုနှစ်ယောက်လောက်ရှိတယ်ပြစ်တတ်တာဗောနော်။ပီတူတွေကိုပန်းစီပြေလို့ရနေတာတွေလောက်တယ်။ပြီးတော့ဒီလူသားတိုင်း ဖြစ်ပေါ်တော့လူသားတိုင်းနေနဲ့ဖန်စီတာလုပ်တယ်ပေါ့အာအင်အားတော့တော်တော်များတယ်ရာကနန်းရှိတယ်ပေါ့နော်ဘာကံဘက်ကဦးတီဗီတော်ကြတာအာဒီဘာကံဘက်ကဦးတီဗီတော်ကြတော့ဒီဘာကံမျိုးပေါ်မှာတော့ဆိုင်တွေပိတ်ထားပြီးအခုချိန်တော့လမ်းပေါ်မှာတော့လူမရှိဘူးပေါ့နော်ဖကန်ကမိုင်းလန်းကနေအင်အား600ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းထဲကစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လေပြင်းရန်ချက်စခန်းကိုမေလ29ရက်နေ့ညပိုင်းမှာရောက်ရှိခဲ့ပြီးနောက်မေလ28ရက်နေ့မနက်ပိုင်းမှာ လုံခင်းနမျက်နာဖျားပဝင်ချင်းမှာ KIA ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တာပါကချင်လူလက်ရေးတပ်မတော် KIA နဲ့တော်လိုင်းပူပေါင်းတပ်တွေဟာလုံခင်းကျေးရွာထဲမှာရှိနေတဲ့စစ်ကြောင်းတွေကိုထွက်ခွာလို့မရအောင်လုံခင်းနဲ့မော်စီစာပချံတွေကိုပိတ်ဆို့ထားပြီးမေလ28ရက်နေ့ကစစ်ကြောင်းဝင်ရောက်လာခြင်းကတည်းကတိုက်ခိုက်နေတာဖြစ်ပါတယ်မေလ29ရက်နေ့မနက်ပိုင်းအထိလုံခင်းမြို့ထဲမှာပိတ်မိနေတဲ့စစ်ကောင်စီတပ်တွေကစစ်ကြောင်းထွက်ခွာဖို့တောင်းဆိုနေတဲ့အတွက်ယမီယဖရိရဲ့အကူအညီနဲ့အတူစစ်ကောင်စီတပ်တွေဟာ မနက်ပိုင်း7:00နာရီဝန်းကျင်ခန့်မှာအရတားတွေကိုလူသားတိုင်းအဖြစ်အသုံးပြုပြီး ဖက်ကတ်မြို့ဘက်ကိုထွက်ခွာသွားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။မနီကာကတော့ဒီ KIA KPDF တွေပူပေါင်းတဲ့ကောင်ဝိုင်းပြီးတော့ပြစ်ဆိုတိုက်ခိုက်နေတဲ့အာနေသားမှရှိရပေါ့နော်။အာဆက်ကဆက်ကဒီလုံခင်းတဲ့မှာပြင်မိနေရပေါ့။ဖက်ကတ်တမကုန်းဘက်ကိုဒီတွားချင်လို့ရမီရပါရီကိုတောင်းဆိုရလည်းရှိတယ်ပေါ့နော်။တကယ်လို့တွားလို့မြရင်ဒီ လုံးချင်းကိုပုံချင်းပဲလို့ပေါ့နော်ပြီးတော့နေနေမိရှုံးမယ်ဆိုပြီးချင်းချောက်တွေပေါ့နော်နေလေ7နာရီ7နာရီလောက်တော့ပြီးသူတွေလူသားတိုင်းလောက်ပြီးမှဘကောင်ဘက်ကိုတက်သွားပြီး အမဒီရဝတ်တွေနဲ့လည်းစီချောင်းထိုးတယ်လို့ကြားမိတယ်စကောင်စီစီချောင်းတွေဟာမေလ28ရက်နေ့တရက်လုံးပိတ်ဆို့တက်ခိုက်ခံရတဲ့အတွက်စစ်ကြောင်းမတော်နိုင်ပေမေလ29ရက်နေ့မနက်ပိုင်းမှာဖက်ကန်ဘက်ကိုစစ်ကြောင်းပြန်လည်ချက်ခွာလာနိုင်တာဖြစ်ပါတယ် မီလာ28ရက်နေ့ကစစ်ကောင်စီစစ်ကြောင်းလုံခင်းကြီးရွာဘက်ကိုဝင်ရောက်လာတဲ့အချိန်မှာလဲလက်နက်ကြီးတွေရန်တမ်းပစ်ခတ်ခဲ့တာကြောင့်လေပြင်းကြီးရွာအဝင်ကွန်ကရစ်တံတားသင်းလူနေအိမ်တချို့ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ရဲသားပြည်သူတွေလည်းထိခိုက်ဒိဆုံးမှုရှိခဲ့ပါတယ်။ဖကံမြို့နယ်ထဲမှာစစ်ကြောင်းတွေဝင်ရောက်နေပြီဖြစ်တဲ့အတွက်ဖကံပြည်သူလူထုတွေအနေနဲ့အကျူးကျဆိုင်နေထိုင်ဖို့စီရီတတိရှိဖို့ဗမွေးနော်ဘူကဒေတာတွင်းမီဒီယာကသတင်းတိုက်တွန်းထားပါတယ်။ကျွန်မဟနာပါ။